ဒီနေ့မိတ်ဆက်ပြီးမှာကတော့ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းညွန့်မြို့နယ်သုမနလမ်းမကြီးပေါ့မိန်းလမ်းမကြီးတစ်ခုဖြစ်တဲ့သုမင်္ဂလာလမ်းမကြီးတဲပေါ်မှာတည်ရှိနေရဲ့မီနီကွန်ဒိုတိုင်ခက်ခက်နဲ့မိတ်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင် ဒီအဲ့ကန်းလေးမှာဆိုရင်ဆိုဖာစတီပါမယ်။ခဲအပြင်ဘက်မှာဆိုရင် TV စင်ကိုထားရှိပေးထားမယ်။ Eco Wu Partition Box တွေနဲ့အလှဆင်ပေးထားပြီးရောအောက်ခြေမှာဆိုရင် Cabinet ပါဝင်လာပဲဖြစ်ပါတယ်ရှင်။ညနေခြင်း Live Box မီးတိမီးဆိုင်မီးမြုပ်တွေ Profile မီးချောင်းတွေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ အရာကိုတစ်လုံးလည်းတက်ဆင်ပေးထားမယ်အလှပန်းအိုးလေးလည်းပါရှိတယ်ဘေးပရင်းပေါက်တွေမှာဆိုရင်နှစ်ထပ် UV light ကလည်းတက်ဆင်ပေးထားပြီးတော့အမန်းတရားဆန်ရှင်တွေတက်ဆင်ပေးထားမယ်ဘေးတိုင်းမရှိတဲ့ကြောင့်မလို့အလင်းရောင်နဲ့လင်းအိုးလေးထပ်ကောင်းစရာရှိမှာပဲဖြစ်ပါတယ်ရှင်မိန်ဝင်ပေါက်တကားမှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ဒီဘက်ဘေးဘက်မှာဘီလိုထားရှိပေးထားမယ်ပန်းအိုးလေးတွေပါမယ်ကိုပိုင်မီတာ ကိုပိုင်မော်တာတွေတက်ဆင်ပေးထားပဲဖြစ်ပါတယ် အခန်းအတွင်းမီးရဖို့အတွက်တခြားလျှက်စစ်ပစ္စည်းတွေအသုံးပြုဖို့အတွက် power station ကိုထားရှိပြီးသားပဲဖြစ်ပါတယ်ရှင်။ဒီ main box တွေကခလုတ်တွေအားလုံးတင်လိုက်ပြီးသားလဲရေရင်မီးတွေကလည်းဒီကူအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်။ရေလိုက်မီးလိုက်ဆေးလိုက်เนี่ยအကောင့်အသိပြန်လည်ပြုလုပ်ပြီးသားပဲဖြစ်ပါတယ်။တီးသက်ဝရဏာလည်းပါရှိပါသေးရှင်။တီးသက်ဝရဏာမှာဆိုရင်ကျွန်းတကောက်တက်ဆင်ပေးထားမယ်။ ကျင်းပြားတွေခင်းပေးထားပြီးတမ်းမန်းဆိုင်ကဆန်းရှိတ်တွေပါဝင်လာပဲဖြစ်ပါတယ်ဝရဏနာကတော့ဘောင်မြင့်ပါတယ်ရှင်ဖျားကန်းသေးတန်လည်းပါဝင်ပါသေးရှင်ဖျားကန်းမှာဆိုရင်ဗရင်ပေါက်တွေထားရှိပေးရမယ်နှစ်ထပ်လိုက်ကင်တက်ဆင်ပေးထားပြီးတော့ဖျားเจ้าဆောင်လည်းပါပါတယ်ရှင်ဖျားเจ้าဆောင်မှာလုံးဝကို အသင့်ပူဇော်ဖို့အတွက် miss light ဆိုရင်လည်းလှဆင်မိတာပဲဖြစ်တယ်ဒီခန်းပြင်ဆင်ပုံတွေကဧကန်အိတ်ခန်းတွေမှာပါကင်းတွေခင်မိထားပြီးရောဒဘယ်ဘရုံးတခန်း single တခန်းပါဝင်တာပဲဖြစ်ပါတယ်ရှင်ဒဘယ်ဘရုံးမှာဆိုရင်အုံနဲ့ဖွဲထားပါတယ်ရှင်ရှောက်လန်းမီမှာဆိုရင်လည်း tension light bulb profile meter တွေနဲ့လှဆင်မိတာပဲဖြစ်ပါတယ်အိတ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ပန်းအိုလီထားရှိမိထားပါတယ် single room မှာအဆင့်မြင့်တဲ့တကောက်တက်ဆင်ပေးထားပြီးတော့တရားဝင်ကရင်ပါရှိမယ်မန်တင်ကုန်ပါရှိပြီးတော့အပေါ်ဘက်မှာရေမွေးလေးတွေအဲ့ပတ်စံအင်္ဂလိပ်ထားရှိမယ်ဆိုရင် space တစ်ခုလုပ်ပြီးထားရဖြစ်ပါတယ်ပရင်းပေါက်လည်းပါရှိပါသေးရဲ့ရှင့်ဒီဘက်ဘေးဘက်မှာဆိုရင်တိုက်မြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်တွေထပ်ကောင်းလာရရှိမှာပဲဖြစ်ပါတယ်ရှင့်မျက်နှာချက်မီးအမြုပ်တွေနဲ့အလှဆင်ပေးထားပါတယ် ။ဒါပေမဲ့ရုံးမှာဆိုရင်အုံနဲ့အလှဆင်ပေးထားတယ်။ရှောင်းလမ်းမှာပန်းဝိုးလေးထားရှိပေးထားမယ်။ကျုံးတကောက်တက်ဆင်ပေးထားပြီးတော့ဖာကီးတွေခင်းပေးထားမယ်။ညနေကျန်မီးအမြုပ် profile မီးကြောင်းနေနဲ့အလှဆင်ပေးထားပြီးတော့ဗီဒီယိုကြီးလည်းပါရှိပါသေးရဲ့ရှင်။မှန်တင်ကုန်လည်းပါရှိပြီးတော့အဲယောင်တလုံးလည်းပါရှိမယ်။အိတ်ခန်းနေတိုင်းမှာဗရင်ပေါက်ပါရှိမယ်။ UV light ကလည်းတက်ဆင်ပေးထားပဲဖြစ်ပါတယ်။မီးပုံကမ်းမှာဆိုရင်လည်းကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ကျွေးပြားခင်းကျွေးပြားကတ်ပေးထားတယ်။ အင်ရှင်မားတို့အကြိုင်းမီးဖို့ကန်းစားမျက်နှာချက်မီးတီမီမျိုး profile မိကြောင့်နည်းလှဆင်ပေးထားပဲဖြစ်ပါတယ်လေးရောက်ခမင်းစားစပွဲလေးပါရှိပါသေးရင်ရှင်ညနေခင်းမှာဆိုရင်မီးဆိုင်မီးတွေနဲ့လှဆင်ပေးထားမယ်မီးဖို့ခုံမှာဆိုရင်ကျဲဝန်းနဲ့အပေါ်ဘက်အောက်ဘက်တွေမှာကက်ဖိနက်တွေတက်ဆင်ပေးထားပြီးတော့နှစ်ပေဘက်လေးဒီပြားတွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ပရင်းပေါက်ကလည်းသာမန်ထက်ကျဲဝန်းပါတယ်ရှင် ရေချိုးကဲအိမ်သားကတော့တီးတန့်ပါစီရပဲဖြစ်ပါလေရှင်ရေချိုးကဲနဲ့မှဆိုရင်ကျင်းပြားခေကျင်းပြားကပ်ပေးထားမယ်ရေပူရေးပါမယ်ရှာဝါလည်းပါပြီးတော့ပိုက်ပိုင်ရေတိုင်းရေတလုံးပါဝင်လာပဲဖြစ်ပါတယ်တီးတန့်ဗီစင်လည်းပါရှိပါသေးရဲ့ရှင်တိုင်းလာမှာဆိုရင်ကျွေးပြားခင်ကျွေးပြားကပ်ပြီးသားပြီးတော့ဘိုးရန်အင်းသားအစ်စ်သလုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်။အရင်ပေါ်လေကားပေါက်မှာဆိုရင်တိသားကားတစ်ထပ်၊တမ်းမန်းတစ်ထပ်ကိုတက်ဆင်ပေးထားပါတယ်။ ဒီခန့်အပင်ကျင်းကတော့18ဘေး54ဘေးကျင်းဝင်ပြီးတော့အခန်းရဲ့အမြင့်ကတော့9ဘေးအမြင့်ပဲဖြစ်ပါတယ်ရှင်တက်ခန်းတလွာစီမှာ9ဘိုင်မီတာ9ဘိုင်မော်တော်နဲ့တက်ဆင်ပြီးထားပြီးတော့လူကြီးမင်းတို့ရေလုံးတော့အသုံးပြုဖို့အတွက်အဝီစီတွင်လည်းပါရှိပါသေးရဲ့ရှင်ရေမီအစုံ BCC မီတာအကုန်ကြပြီးသားအသင့်နေမီနီကွန်တို့အခန်းပဲဖြစ်ပါတယ်ရှင်တိုက်တက်တဲ့ဆိုရင်ဖြင့်၄နှစ်ဝင်ခြင်းလောက်ပဲရှိပါသေးတယ်ရှင်ဒီအခန်းရဲ့အယောင်စင်းတော့ကတော့3,900ကိုအထူးညနေရောက်ချပြီးသွားမှာပဲဖြစ်ပါတယ်ရှင် ။ဗန်နေချိတ်ဆက်ဝေယူခြင်းသောလူကြီးမင်းများအနေဖြင့်ဗန်နေချိတ်ဆက်ဝေယူလို့ရပါသေးတယ်ရှင်။ရှင်သင်ကြညာပေးခဲ့တဲ့ဒီခံကိုစိုက်နေသက်လို့ကြည့်ရှုခြင်းနဲ့ဝေယူခြင်းနဲ့ဆိုပါကတနာရီလောက်တော့ကြိုတင်ချိန်ပြပါရှင်။ဒီတိုင်းခန်းလေးရဲ့လှည့်ရဆိုရင်ဖြင့်မြောက်အလှည့်ဖြစ်ပြီးတော့အတွင်းလမ်းကျယ်ပေါ်မှာလည်းဖြစ်တဲ့သုမင်္ဂလာလမ်းမကြီးတဲ့ပါသူမနာလမ်းမကြီးပေါ်မှာတည်ရှိနေမီနီကွန်ဒိုနဲ့မိတ်ဆက်ပေးကြရပဲဖြစ်ပါတယ်ရှင်ဒီလိုအခန်းပေါင်းများစွာကိုနောက်ထပ်ရက်များမှာကြော်ညာပေးသွားမှာမလို့ follow နှိပ်ပေးခဲ့ပါအောင်ရှင်